မင်္ဂလာပါရှင်ကျမတို့ဖူးဤဤနယ်ပါဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့တဲ့နေ့ကိုတင်ဆက်ပေးပါရမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်ကဝဲပေါင်းကြီးရွာကိုစစ်တပ်ကအောက်တိုဘာလ9ရက်နေ့ညပိုင်းမှာလေကြောင်းကနေပုံကျဲခဲ့တာကြောင့်ပြည်သူ9ယောက်သေဆုံးပြီး10ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DNL ကသတင်းထုတ်ပြန်ပါတယ် စစ်တပ်ကပေါင်250ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး3ယောက်အမျိုးသား4ယောက်ထိခိုက်ဒေဆုံးခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပြီးတော့ဘုံကျဲတိုက်ခိုက်ခံရမှုကြောင့်နေအိမ်10လုံးထိမှန်ပျက်စီးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ဝဲပေါင်းရွာကိုကျဲသွားတဲ့ဘုံကရွာထဲကလူနေအိမ်တွေနားကျပြီးအထိခိုက်များတယ်လို့ကြားပေမဲ့လက်ရှိဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်နေတဲ့အတွက်အသေးစိတ်မသိရသေးဘူးလို့မိုးမိတ်မြို့ကန်တယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကလည်းစစ်တပ်ကမိုင်းလုံမြို့နယ်မန်ဟုံးရွာကို ပေါင်150ဘုံနှလုံးကျဲချခဲ့တာကြောင့်ကလင်းငယ်တယောက်အပါအဝင်ပြည်သူ10ယောက်သေဆုံးခဲ့ရပါသေးတယ်ရှင်။စကိုင်းတိုင်းမော်လန့်မြို့နယ်ကတော်လန်ရင်တက်ဖွဲ့ရရဲ့တိမ့်ငတ်စစ်စင်ကြီးကနေစစ်ကောင်စီတက်စခန်6ခုတိမ့်ပိုက်ရရှိတယ်လို့စစ်တုံပန်းတွင်နဲ့သူတို့ရဲ့မိသားစုဝင်200နီးပါးကိုအရှင်ဖမ်းမိတယ်လို့ Mollai Revolutions အဖွဲ့ကအောက်တိုဘာလ9ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင်လက်နက်ခဲယံအများပြားလည်းတင်စီရရှိခဲ့ပြီးလက်နက်ခဲယံတွေနဲ့အတူအလင်းဝင်လာသူ၄ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ မော်လိုက်မြို့နယ်ထဲမှာတိတ်ငှက်စစ်စင်ရေးကိုဩဂတ်စ်လဇန်မိုင်ကနေစက်တင်ဘာလကုန်ပိုင်းအထိတော်လှန်ရေးအင်အားစုတွေပူးပေါင်းဆင်နွှဲခဲ့ကြတာဖြစ်ပြီးစစ်တပ်နဲ့ပြူပူးပေါင်းထိုင်ထားတဲ့တက်စကန်6ခုတိမ့်ပတ်ရရှိခဲ့တာလို့မော်လိုက် revolutions ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်အရှင်ဖမ်းမိတဲ့တုံ့ပန်200နီးပါးတဲ့မှာစစ်သားတွေနဲ့အတူပြူစောထီတွေနဲ့သူတို့ရဲ့မိသားစုတွေလည်းပါဝင်ပြီးတော့သူတို့ကတော့တုံ့ပန်ဥပဒေနဲ့အညီထိမ့်သိမ်းပေးထားတယ်လို့လည်းမော်လိုက် revolutions ရဲ့ပြောရေးဆိုခွင့်ရှိသူက DVB ကိုပြောပါရယ် အခုလက်ရှိချိန်မှာတော့မော်လိုက်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံတွေဟာတော်လိုင်းတပ်ဖွဲ့တွေတင်ပိုက်ရရှိထားတဲ့တက်စခန်းတွေဘက်ကို120မမလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေတယ်လို့ဒရုန်းတွေနဲ့ပါပုံကျဲတာတွေပြုလုပ်နေတယ်လို့လည်းသိရပါပါတယ်ရှင်။ နိုင်ငံလူဦးရေရဲ့သုံးပုံတပုံကျော်ဖြစ်တဲ့လူငယ်တွေဟာပညာရေးနဲ့ဝင်ငွေရရှိမှုလမ်းကြောင်းတွေဆိုးရွားယိုယွင်းလာခဲ့ပြီးမြန်မာလူငယ်တွေရဲ့အနာဂတ်ရက်တက်ခံအခြေအနေကိုရောက်ရှိနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အစီအခံစာတင်မှာဖော်ပြထားပါတယ်။တီရီသတင်းပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံလူဦးရေရဲ့သုံးပုံတပုံကျော်ဖြစ်တဲ့လူငယ်တွေဟာမကြုံစဘူးမရေရာတဲ့တင်ယူမှုအခြေအနေတွေရင်ဆိုင်နေကြရပြီး နိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းလာမှုနဲ့လူမှုဘဝဆိုင်ရာပြဿနာတွေအကြားမှာလူငယ်တွေရဲ့ပညာရေးနဲ့ဝင်ငွေရရှိမှုလမ်းကြောင်းတွေဆိုးရွားယိုယွင်းလာခဲ့ပြီးမြမလူငယ်တွေရဲ့အနာဂတ်ရပ်တန့်ခံရတဲ့အခြေအနေကိုရောက်ရှိနေပြီးသူတို့ရဲ့ကိုယ်ပိုင်စွမ်းဆောင်ရည်ကိုအကောင့်ထဲမဖို့နိုင်ဖြစ်နေခဲ့တယ်လို့အော်တိုဘလာ၂ရက်နေ့ကထုတ်ပြန်တဲ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အစီရင်ခံစာတက်မှာဖော်ပြထားပါတယ်မြမနိုင်ငံမှာအဆင့်မြင့်ပညာအောင်မြင်ထားသူတွေတောင်အလောက်ကန်ရှာဖွေဖို့ရုန်းကန်နေကြရပြီး အထူးသဖြင့်အမျိုးသမီးငယ်တွေမှာပုံမှုဖြစ်ပေါ်နေရလို့ဆိုပါရစေ။အဲ့လိုအခြေအနေတွေမှာပညာရေးဆိုင်ရာဘွဲ့လက်မှတ်တွေရရှိနိုင်တဲ့အလောက်ကန်ခွင့်လန်းတွေအကြားချိတ်ဆက်မှုကင်းမဲ့နေတယ်လို့လည်းဆိုပါရစေ။ရန်ကုန်မြို့လိုမြို့ပြတွေမှာနေထိုင်တဲ့အဆင့်မြင့်ပညာပြီးမြောက်ထားတဲ့လူငယ်တွေပင်လျင်အလောက်ကန်ရှာပါမှုကြောင့်အနာဂတ်ပြောင်းနေတဲ့အခြေအနေကိုရင်ဆိုင်နေကြရတယ်လို့ဆိုပါရစေ။လူငယ်တွေဟာတနေ့တာစာဝတ်နေရေးကိုမဖြစ်မနေဖြစ်ရှင်းနေရတဲ့အတွက်ဘဝတိုးတက်ရေးဖြစ်တဲ့ပညာရေးခဏမှာယဉ်ညိမှုမလုပ်နိုင်ပဲ အနာဂတ်မရေမရာဖြစ်နေရဲ့လို့လူငယ်တယောက်ကပြောပါတယ် လမ်းပြောင်းနေကြတာပေါ့အယူမဖြစ်ဘဲနဲ့လေနေကြတာလုံးတော့လုံးနေတယ်ဒါမဲ့မယူဘူးဖြစ်နေတာပေါ့ကျွန်တော်ဆိုလည်းအင်ဂျင်နီယာဘွဲနဲ့ပြီးထားတာပေါ့ကျွန်တော်တို့အလုပ်ရှာတဲ့အခါမှာလည်းဒီကိုရထားတဲ့ဘွဲနဲ့100%လောက်ချင်တဲ့အလုပ်တော့ထပ်တူတော့မကြဘူးပေါ့လေဒါမဲ့လည်းခေချိန်နေရကျွန်တော်တို့လုံးလုံးရတာရှိတယ်ပေါ့စာဝင်းနေရတော့ပဲဖြစ်ဖြစ်အကူမြောင်မထားတဲ့အကြောင်းအရာတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ကိုရထားတဲ့ဘွဲနဲ့ထပ်တူမကြရင်တော့မှလုံးမဝင်လို့ခူရတာရှိတယ်ပေါ့ကိုရဲ့သက်တမ်းဖြစ်တဲ့ skills တွေကိုထပ်ပြီးတော့မဖြစ်နိုင်ဘူးဒီစာဝင်းနေရတော့ပဲရုန်းကန်နေရတာဖြစ် ဆရာနာသိမှုနောက်ပိုင်းနိုင်ငံခြားကလာရောက်ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေမရှိကြသလိုရှိပြီးသားအလုပ်ကိုင်တွေဟာလည်းနိုင်ငံတွေကပြန်လည်ထွက်ခွာသွားတာတွေကြောင့်အလုပ်ကိုင်ရှားပါးမှုတွေဖြစ်နေတယ်လို့လူငယ်တွေကပြောပါတယ်။အလုပ်လက်မဲ့ရာဂိုင်တို့ဟာကျေးလက်ဒေသတွေမှာ9ဦးလျင်4ဦးနီးပါးအထိမြင့်တက်လာပြီးအထူးသဖြင့်တနင်္သာရီချင်းစကိုင်းနဲ့ကရင်တို့မှာအလုပ်လက်မဲ့အများဆုံးဖြစ်တယ်လို့အစိုးရကဆိုပါတယ်။ဒါ့အပြင်2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာ စစ်ကောင်စီကအသက်သွင်းခဲ့တဲ့ပြည်သူစစ်မှုရန်ဥပဒေကြောင့်လူငယ်အများစုဟာနိုင်ငံပြပကိုထွက်ပြေးခဲ့ကြရပြီးပြပနိုင်ငံတွေမှာလည်းအလောက်ကန်ရှာပါမှုနဲ့ရင်ဆိုင်နေကြရတယ်လို့လူငယ်တွေကပြောပါတယ် ပြည်တွင်းမှာလည်းအခက်အခဲကြုံတွေ့ရမှာရှိတယ်စစ်တပ်ရဲ့အဲ့လိုမတရားပါးစည်းတာတွေရှောင်တရားတာတွေပြီးတော့လို့ပြည်ပနိုင်ငံထောက်ခံရေးမှာဒါနဲ့မှာခိုးချောင်ခိုးဝဲအဲ့လိုနေရတာမျိုးတွေရှိခဲ့ကြဗျာပြည်ပရောက်လာတော့လည်းတရားဝင်နေထိုင်လို့ဟိုမရရဲ့အခြေအနေမျိုးတွေရှိရဲ့နိုင်ငံသားအနေနဲ့ပြည်ပမှာအလုပ်ကောင်တစ်ခုရဖို့အလုပ်အဆင်ပြေဖို့အတော်လေးအခက်အခဲရှိရဲ့ဗျာအလုပ်ကောင်တစ်ခုရဖို့ဆိုရင်ကိုယ့်ဘက်ကအဲ့လိုစိုက်ထုတ်ပေးရတဲ့အားနဲ့ကိုရတဲ့ပတ်စံနဲ့အဲ့လိုမလောင်းကားတာမျိုးတွေရှိရဲ့ဗျာအဓိကတော့မြန်မာနိုင်ငံသားတွေဖြစ်နေလို့ဘူးလို့မျိုးကျွန်တော်တို့ပို့ ီခက်ခဲနေတယ်ချက်တဲနေတယ်လို့ထင်တယ်ဗျာနိုင်ငံတကာလူငယ်လေးသန်းနီးပါးဟာအလုလမဲ့ဖြစ်နေပြီးအလုလောက်ကင်နေသူလူငယ်အများစုဟာလည်းမိမိပိုင်လေယာဉ်လုပ်ငန်းတွေဒါမှမဟုတ်ရှားရီနေစားအလုပ်တွေကဲ့သို့ပုံမှန်မဟုတ်တဲ့အလုသဘောခံနာတွေမှာလုပ်ကင်နေကြရပြီးဝင်ငွေထိခိုက်မှုတွေနဲ့စီးပွားရေးမတည်မငြိမ်ဖြစ်မှုတွေကိုခံစားနေရတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်ကျမတီဗီပါ ဒီဗီယိုမြန်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးအီနွယ်ပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်